မမင်္ဂလာပါမင်္ဂလာပါဟုတ်ဒီဆိုင်လေးနာမည်လေးကိုမိတ်ဆက်ပေးပါဦးဒီဆိုင်လေးနာမည်ကပေါ်ကျွဲပါအမတို့အမေလက်ထက်တယ်ပါဘာလို့လဲလောင်း၄၀ရှိပါပြီဟုတ်ပါတောင်းကလာပါမြို့နယ်ကဒီ၃ရက်ကွက်ကနေပြီးစပြီးတော့တီထောင်ခဲ့ရတယ်ဒါပြောကြသူရက်ကွက်တွေချပေးလိုက်တာရက်ကွက်တွေချဟုတ်ပါတယ်အဲ့ဒီကစရအောင်လားအဲ့ဒီကရောင်းတာပါဆိုင်ခွဲတွေကအနောက်ရန်ငင်းဈေးမှာတစ်ဆိုင်နန္ဒဝင်ဈေးမှာတစ်ဆိုင်ကပ္ပဲဈေးမှာတစ်ဆိုင်အမတို့ဒီခဏလန်းထိတ်မှာဒီဇိုင်းမှာဟုတ်ကဲ့ရုံးဖက်ဖက်သွားရင်ဒီဇိုင်းလေးမှာဒါပါဆယ်ဝယ်စားနေရဆိုတော့အရသာအရန်ကောင်းနေဗျာ bro အဲ့တော့ ကျွန်တော်ဘာစားမလဲဆိုတော့ကျွန်တော်တို့စက်ပြီးလိုက်ခဲ့အောင်ဝေါ့ကဲအခုတော့ဒါကျွန်တော်စားချင်တာရောကျွန်တော်မှာပြီးပြီနန်းကြီးတုတ်နန်းပြားတုတ်ခောက်ဆွဲတုတ်ညက်တုတ်မုတ်ဖတ်တုတ်ပြီးတဲ့အခါကျတော့မုံရင်ကအုတ်တုတ်ခောက်ဆွဲပေါ့နော်စသဖြင့်အစုံရတယ်ဒီဆိုင်ရဲ့ညက်တုတ်ကိုကျွန်တော်အရင်ကြိုက်တယ်ကျွန်တော်ဒီဟာစားတာများတယ် လူကင်တာတော့ခွန်းလုံးနော်ကျွန်တော်အဆင်ပြေသလိုကင်တာဒါပေမဲ့ကွက်တီပဲချန်ပီယံဆက်လေးအသားပါလေဗျာအားလုံးမှာ2500အရန်တက်အသားရမှာအများကြီးပဲဒီမှာကဲ round 2ကတော့နန်းကြီးတော့ပေါ့နော်ဟုတ်ပွင့်လင်းပြောရင်ကျွန်တော်တစ်ခါမှမစားပြည့်သေးဘူးဒီဆိုင်လိုက်ရင်ကျွန်တော်ကကျွန်တော်နန်းပြားတော့ကျွန်တော်စားရမြန်ကျွန်တော်အသားတော့မှ Nick အကြိုက်ပေါ့နော်ဟုတ်လားဗျာ2500အနေနဲ့တော့အသားတွေရဗျာ ကျွန်တော်တို့ခုလာရိုက်လို့သူအများကြီးထည့်ပေးတာမဟုတ်အရင်နေ့ကျွန်တော်ပါဆယ်ဝယ်ကလည်းဒီပုံစံပဲကြက်ဝူသူကတချမ်းအောင်ပြောထည့်ပေးတာနော်ကြက်သားနှစ်ကောင်းလာနေတူရယ်သူကပဲမုံစီစင်းလေးနဲ့တုတ်တာသူကနန်းကြီးတုတ်တယ်တော်များကျွန်တော်လိုက်စားဘူးရယ်ဗျသူကတော်နူညံ့နေပြောမှာသူဘယ်ကနေမှလဲတော့မသိဘူးစားမင်းဆိုတယ်မပိုစားလို့လားမနှက်စားဘူးပုံမှန်စားတဲ့လူတယောက်တော့ဒီဘွဲကတော်တော်ကြီးကိုအများကြီးပဲဖိုက်ပြီးဘုံဝင်ရလဲပြက်နေတာဟာမှုလေး အုံတို့အရင်မပြင်းဘူးအုံတို့အနံ့တက်ထားတယ်ဟုတ်တယ်ဗျာခင်းရရှယ်ပဲဒီတောင်းကလာတဝိုက်မှာရှိတဲ့ဂျုံသမားကြီးပေါ့နော်ဝန်ထမ်းတွေကဒီဆိုင်လေးကနေပြီးတော့သူတို့ဝန်ဆိုင်စားဝါတယ်မစားလို့ရှိရင်သူတို့ကဒီလိုပါစယ်လေးကိုသူတို့ဆွဲဝါကြတယ်အဲလိုဆိုင်နေကျွန်တော်ဘရိုကန်ကပုံမှန်ကြည့်နေကြလူတွေဆိုသိရကျွန်တော်မွေးမသေးရဲ့ မွေးငေါကျွန်တော်ဘယ်နေရာရအောင်စားရတယ်မြေကောင်းများတဲ့မွေးငေါဆိုရင်ကျွန်တော်သိမိကြရတယ်အဲအဲ့လိပဲရှိဒါပေမဲ့ဒီမွေးငေါကတော့ကောင်းတယ်ဗျာတော်တော်ကောင်းတာမိုက်တယ်နန်းကြီးတုံးနဲ့နန်းပြတုံးစားလိုက်တော့မွေးငေါလေးကနည်းနည်းလေးအရေးကပွားသွားဘောနော်အဲကျွန်တော်ဟင်းလေးနဲ့ထထည့်ခိုင်းလိုက်အမွေးငေါစားရင်အဲ့လိုကျွန်တော်အချင်းညစ်စားရဗျာတချို့တွေကတော့ဒီပူစီနန်တို့နန်းနန်းမင်းတို့မကြိုက်ဘူးချင်းလေးတို့သားတော်မောင်နစ်နော်ကြိုက်ဘူးကျွန်တော်တော့ကြိုက်တယ်နန်းနန်းမင်းလည်းကြိုက်တယ်ပူစီနန်လည်းကြိုက်တယ် ကျွန်တော်ကတော့အပေါ့စားရတဲ့လူတွေဆိုတော့အဆင်ပြေတယ်သူကနည်းနည်းလေးပေါ့တဲ့အထဲမှာတော့ဗိုင်းတိုင်းပေါ့ငံရတော့ဗျာသူကငမြိုင်ဘူးပေးတာဖြစ်တယ်တော့ပြဿနာမရှိဘူးကုစင်နိုင်ရဲ့ဒီအမွှေးနိုင်လေးနဲ့ဘုံမိုက်အောင်ဟောက်သဲလုံးနဲ့မြည်ကြည့်တာဘယ်ဘူးကအများကြီးပါတယ်အသားတွေအများကြီးပါတယ်ပေါ့ကျွဲစတိုင်ပေါ့နော်ကျွန်တော် ော်တခြားသုတ်ဆိုင်ဒီမှာကဘရိုဆိုင်ခေါင်းဆွဲသုတ်ကခေါင်းဆွဲသုတ်အရလာပဲရလေမော်အဲ့ပြောအဲ့ကံပြောလို့ဘရိုနားမစွတ်သွားနဲ့ခေါင်းဆွဲသုတ်ခေါင်းဆွဲသုတ်ဒီကောင်းကြတော့ပဲမဟုတ်ဘူးစီစီနဲ့တုတ်တာပဲပဲသူကဟိုမိုက်ဝါသူခံစားခေါင်းဆွဲသုတ်နှမ်းတော့မသိတယ်ခေါင်းဆွဲသုတ်ကျွန်တော်ဒီနေ့လာစားွားတဲ့ဆိုင်လေးရတော့ဗောနော်တောင်းကလာပါမြို့နယ်ဝေဇန္ဒာလမ်းမကြီး3ရက်ကွက်9လမ်းထိတ်မှတည်ရှိရတာ ပေါ်ကျွယ်ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ဒီဆိုင်မှာတော့ခုနတွေ့တဲ့အတိုင်းပဲသူကနန်းကြီးတုပ်ရမယ်နန်းပြားတုပ်ရမယ်ခောက်ဆွဲတုပ်ရမယ်မုတ်ဖက်တုပ်ရမယ်ညက်တုပ်ရမယ်ဝင်းငါရမယ်အုံနှောက်ခောက်ဆွဲရမယ်အစားသဖြင့်ပေါ့နော်စုံလင်စွာရရှိမှာပဲဖြစ်ပါတယ်ဒီဆိုင်လေးကဒါသူဖွင့်ခဲ့တာဆိုလို့ရှိရင်တော့ဒါတို့အမေလက်ထက်တရားဆိုတာနှစ်ပေါင်း40ကျော်ဆိုင်ကိုရလည်း၄ဆိုင်ရှိတယ်နော်လေးလေးဒါမျိုးသွားရတာဒီလိုဆိုင်လေးတွေကတော့အနေစုပ်ပေမဲ့ရွှေထုတ်တဲ့များပွားလို့ကျွန်တော်တို့တင်စားရမယ်ဆိုင်လေးတွေပဲဖြစ်ပါတယ်။တီးသူပေါ်စားမတီးသူကြော်သွားပဲကျွန်တော်တို့တီးလို့ပေါ်စားလိုက်ပြီ ပေါ်စားရခြင်းမှာဘလို့လက်တို့ပေးလိုက်ပါလေခါကဲတော့ကျွန်တော်နောက်ပိုင်းနေမှာဘလို့ဆိုင်နေဘလို့နေရာဘလို့စားတော့တွေထပ်ပြီးတော့သွားဆောင်မလို့ဆက်ပြီးတော့ဆောင်မလို့ကြီးရှုပေးကြပါဦးညကြီးရှုအားပေးကြရအောင်ရောက်စီတန်း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 အရောက်စီတန်းကိုကျွန်တော်အထူးအကျေးဇူးတင်ရှိပါတယ်အခုတော့ဒီပိုင်းမှာဒလောင်းနဲ့ပဲနှုတ်ဆက်ချင်ပါတယ်အားလုံးပဲစားကောင်းချမ်းပါကြပါစေခင်ဗျာဘိုင်ဘိုင်